ပေါ်စကိုနဲ့ဒေးဗစ်ဘက်ကန်ပေါင်းထားရတဲ့ဒီတည်းနေကျွင်းကိုဂိုင်းတွေ့ဖို့မယူနီပြနေရာနဲ့ဇာဘီကအသင့်လျော်ဆုံးပဲ။တပေပင်းနဲ့ရူဘင်မော်ရင်ကလည်းအထောက်ခံရတဲ့နောက်ဆုံးမန်ချက်စတာယူနိုက်တက်နေပြဖြစ်လာဖို့နှိစက်လာနေပါရီ။တပတ်မှာဇာဘီကလည်းအမရိနီယာအစားဝင်မဲ့နေပြတအုပ်ဖြစ်ရေဘန်စားလျက်ရှိနေပါရီ။လွန်ခဲ့တဲ့နှစ်20တွင်ဘောလုံးလောကရဲ့ခန်းအားဆုံးကစားမိုက်တဲ့မှာဇာဘီကလည်းတအုပ်ပါဝင်ဖြစ်ပါရီ။ဇာဘီကဆာအဲလက်ဖာဂူဆန်ရဲ့မန်ယူနိုက်တက်အသင်းကိုချန်ပီယံလိဘောလူဝဲမှာအနိုင်ယူခဲ့တဲ့ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ပိုးချုပ်လည်းဖြစ်ပါရီ။ ဘာစလိုနာနီပြအစောပိုင်းကာလတွေမှာအောင်မြင်မှုတွေရရှိခဲ့သလိုတန်ဟတ်ထုတ်ပယ်ခင်ရချင်းတို့ကလည်းမန်ယူနိုက်တက်နီးပြနေရတဲ့သတင်းတွေထွက်ခဲ့ပါသေးတယ်။ဒါပေမဲ့ယူနိုက်တက်ကတော့ပေါ်တူဂီလူမျိုးနီးပြရိုဘင်အမော်ရင်ကိုပဲရွေးချယ်ခဲ့ပါသေးတယ်။လက်ရှိမှာတော့အမော်ရင်ကဖီအားအုပ်ကိုရောက်နေတယ်လို့ဇာဗီကလည်းယူနိုက်တက်ကိုကင်တွယ်ဖို့ဆန္ဒရှိနေတယ်လို့သတင်းတွေထွက်နေတာဖြစ်ပါသေးတယ်။နောက်ပြီးဇာဗီရဲ့လှုပ်ရည်ကင်ရီတချို့ကလည်းယူနိုက်တက်နီးပြရာတို့နဲ့လုံးဝကန့်ညီနေပါသေးတယ်။ဇာဗီက၄-၃-၃ကစားကွက်ကိုအသုံးပြုပြီးတော့လူငယ်ကစားမားတွေကိုနေရာပေးလေရှိသူဆိုတာ ပက်ထရီဂါဗီရာမဲတို့နဲ့တက်တည်ပြထားပြီးဖြစ်ပါတယ်။ဇာဗီကဂျင်တက်ဝိတ်လိုလာလာများစွာရှိတဲ့တည်နေလူငယ်ကျဲပွင့်နေအတွက်အသင်းကြီးမှနေရာရဖို့အခွင့်အရေးတွေပေးပါလိမ့်မယ်။ United ပြည်သူတွေကကွင်းလိုက်လူဂျင်တက်ဝိတ်ရဲ့အည်သွေးပေါ်တော်လေးစိတ်လုံရှားနေကြပါတယ်။ဇာဗီသားမှ United နေပြဆိုရင်ဒီအသက်18နှစ်ရွယ်ကွင်းလိုက်လူကိုတေချာပေါ့အသင်းကြီးစီခေါ်ပါလိမ့်မယ်။တက်ဝိတ်ကိုဒေးဗစ်ဘက်ခမ်းပေါ့စကိုရိုနဲ့နှိုင်းရှင်ပြောဆိုနေကြတာရှိပြီး Iniesta, Pedri, Thiago, Alcantara ဖရန်ကီတီကြောင်းတို့လိုဘောလုံးစကေးကျွမ်းကျင်သူဖြစ်ပါရီဇာပီယက်ကွင်းလက်၃ရောက်နေရာမှာကိုဗီမန်နူနဲ့တူတက်ဝိတ်ကိုမြင်တွေ့ရနေပါရီတက်ဝိတ်ကဘောလုံးပြပိုးတဲ့နေရာမှာတော်လေးကျွမ်းကျင်ပြီးတော့ press resistance ဖြစ်လုံးပါရီယူဆက်ရှင်းနဲ့ယူနစက်တီပရီမီယာလိပြိုင်ပွဲဒီမှာလွမ်းမိုကစားပြနေပါရီပြပြကစားမတွေဘလောက်ဖီအားပေးပေးခြေတော်ထဲကနေဘောလုံးမပြတ်တဲ့တက်ဝိတ်ကလက်ရှိ United Senior အသင်းကြီးမှာလိုအပ်နေတဲ့ကစားမမျိုးဖြစ်ပါရီညီမ